ကျွန်တော်နာမည်ကကျော်စွာပါကျွန်တော်ဟာတောထဲမှာသွက်ခွာပန်းခူးပြီးမြို့ပေါ်တက်ရောက်တဲ့အလုံးနဲ့ဝမ်းစာချခွေခဲ့သူပါတောတောင်ဆိုတာကျွန်တော်ရဲ့အိမ်မျိုးပါပဲတက်ခွာတွေဟာကျွန်တော်ရဲ့ဘဝကျွန်တော်ရဲ့မျောလင်းချက်တွေပါရှားပါတဲ့တက်ခွာတစ်မျိုးရရင်တလားစာနေပါခြောင်လဲပြီးအဲ့ဒီလိုလောဘကပဲကျွန်တော်ကိုပေမင်းတဲ့ရင်ဆိုင်စေမဲ့ခီးတစ်ခုစီကိုဥတီသွားစီခဲ့တာပါကျွန်တော်တို့ရဲ့တောတွင်းတစ်လေးရညဘက်ဆိုတောထဲမှာတယောက်တည်းနေလိမ့်မရှိဘူး ဒါပေမဲ့တရက်မှာကျွန်တော်ဟာရွာနဲ့ဝေးကွာလို့နဲ့တောနဲ့ထဲကိုရောက်သွားခဲ့တယ်။တဏီကုံတဲ့အထိတက်ခွအရာနဲနေတော့လူကလည်းစိတ်သက်ကြနေပြီ။အဲ့ဒီအချိန်မှာအလွန်ရှားပါတဲ့တိရာဒေဝီတက်ခွမျိုးတစ်မျိုးကိုတောင်ကမ်းမနေရာမှာပေါက်နေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီဘန်ကကျွန်တော်အတွက်ရွှေပဲ။ဘာကြောင့်လဲဆိုတော့ဒီတစ်ခေါက်မြုပ်တဲ့ရောက်ပြီးရင်ပိုးအုပ်ကိုလက်ထပ်မယ်လို့ဂရီပေးထားခဲ့တာ။ပိုးအုပ်နဲ့နီးစပ်ဖို့အတွက်မာဒီတက်ခွကိုရအောင်ခုမယ်ဆိုတဲ့လောဘစိတ်ကကျွန်တော်ကိုကြီးစိုးသွားခဲ့တယ်။ အချိန်ကားနဲ့နေဆောင်နေပြီခက်မြန်မြန်ပဲအပင်မော်ကိုတက်လိုက်ပြီးလုပ်ငန်းဆောက်ကိုပြင်လိုက်တယ်တစ်ပင်ကကမ်းပါးနေရာမှာကပ်ပေါက်နေတာဆိုတော့ပြုတ်မကြအောင်တတိထားနေရတယ်စိတ်ထဲမှာတော့ရှားပါးတစ်ခွက်ကိုမရမချင်းမပြန်ဘူးလို့ဆုံးဖြတ်ထားတယ်ပန်းကိုလက်တကန်းအလိုရောက်တဲ့အချိန်မှာကျွန်တော်နင်းထားတဲ့တကန်းဟာကျုပ်ဆိုတဲ့အတန်းနဲ့ကျိုးကျသွားခဲ့တယ်ကျွန်တော်တောင်းအောင်ကိုပြုတ်ကျသွားခဲ့တယ်အဲ့ဒီနောက်ပိုင်းဘာမှမသိတော့ကျွန်တော်ရဲ့ခေါင်းထဲမှာပဲ့တင်ထပ်နေတဲ့အမောင်တို့တစ်ခုပဲရှိခဲ့တယ် ကျွန်တော်တတိပြန်ရလာတော့ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာရွာသားတွေလို့ထင်ရတဲ့လူအုပ်တုပ်ရှိနေခဲ့တယ်။သူတို့ကကျွန်တော်ကိုဝမ်းကြည့်နေကြတယ်။တတိရလာပြီလားကောင်းလေးဆိုတဲ့အတန်ခတ်အုပ်အုပ်ခေါ်တန်းကိုကြားလိုက်ရတယ်။ကျွန်တော်ဘယ်ရောက်နေမှမသိဘူး။ကောင်းလေးကံကောင်းလို့ပေါ့တောင်းအောက်မှာမင်းကိုတွေ့လို့ငါတို့ရွာကိုခေါ်လာခဲ့တာ။မင်းကဘယ်လိုဖြစ်ပြီးလဲကြနေတာလဲ။ကျွန်တော်တောင်းပေါ်မှာတက်ခွပန်ခူရင်ယောက်ကြသွားတာဦးလေ။အေးကွာအေးစစ်စစ်အနားယူလိုက်ဦး။ဒီညငါတို့ရွာမှာဖျားပွဲရှိတယ် ရောက်ရှာရှိတာတွားလုလိုက်အောင်မဲ့ဒီရွာကြီးကနည်းနည်းတော့ထူးဆန်းနေတယ်။လောထဲမှာတက်ခွပန်ခိုးခဲ့တဲ့တက်တန်းတစ်လျှောက်ဒီနေရာမှာရွာရှိတယ်ဆိုတာမကြားခဲ့ဘူးဘူး။ကျွန်တော်လိလာမှုအားနေတာလည်းဖြစ်နိုင်ပါတယ်။ရွာကရှေးအောင်အိမ်ကြီးတွေနဲ့တိဆောက်ထားပြီးတော့တိတ်ဆိတ်လုံးပေမဲ့ဒီထဲမှာတော့ထူးဆန်းပြီးမွေ့ကြိုင်တဲ့ဂျနန်တမျိုးရနေတယ်။လက်ကလည်းလက်ပညာဆိုတော့ရွာသားတွေကမီးမထွန်းကြပဲလက်ရောင်နဲ့ပဲအလုံးလုံးနေကြတယ်။သူတို့ကျွန်တော်ကိုရွာလေကောင်မှရှိတဲ့အိမ်တလုံးတည်းကိုပို့ပေးခဲ့တယ်။ ကျွန်တော်အံ့ဩသွားတာကဂျွာရဲ့လမ်းမတွေပေါ်မှာဖျားပွဲအတွက်ဘုံမောင်းတန်ကြီးတူတူလီထွက်ပေါ်နေတာပဲဂျွာသားတွေကညာကြီးသကောင်ဘာလို့ဖျားပွဲလုံနေကြတာလဲအင်ရှင်ကကျွန်တော်ကိုထမင်းဟင်းတစ်ပကံလာချပေးတယ်ထမင်းကပူပူနွေးနွေးငွေတထောင်ထောင်ထားနေတယ်ဟင်းကတော့စုံလဲဗျစက်သားဝတ်သားပြီးတော့ဟင်းရည်တမျိုးရတာရှိတယ်စားလိုက်ပါလို့သူကပြောတယ်ကျွန်တော်လည်းဘိုက်စာစားနဲ့နှစ်ပကံလောက်စားလိုက်မိတယ်စားပြီးတဲ့နောက်ဘိုက်လေးတာနဲ့ကျွန်တော်အိပ်ရာဝင်ခဲ့တယ် အဲ့မပြောခင်ကျွန်တော်ရဲ့နားထဲမှာဝိုင်းနေပြီးတော့နာကျင်နေတဲ့အတန်လိုလိုတောင်းပန်နေတဲ့အတန်တွေလိုလိုဘိုးတော်ဝါတာကြားလိုက်ရတယ်။ဖျားပွဲဆိုတော့ဇက်ကနေတဲ့အတန်လိုပဲထင်းလိုက်မိတယ်။ညတကောင်ကျော်ရောက်တော့ဖျားပွဲရဲ့စုညတန်ကြောင့်မျိုးလာခဲ့။ကျွန်တော်ဆက်ဝင်တစားနဲ့အိမ်မြင်ကိုခွက်ကြည့်လိုက်တယ်။ကျွန်တော်အံ့ဩသွားတယ်။ဟုတ်တယ်အဲ့ဒါပို့ပပျောတပိကိုခေါင်းပေါ်တင်ပြီးရွာလေလန့်နေလျှောက်လာနေတယ်။ပို့ကဘယ်လိုလုပ်ပြီးဒီကိုရောက်နေတာလဲ။ ကျွန်တော်လည်းသူ့နောက်ကိုအပြေးလိုက်ရင်မေးလိုက်တယ်။ဟုတ်၊နင်းကဒီကိုဘယ်တော့မှရောက်နေတာလဲ။ဦးလေးကရွာမှာဖျားပွဲရှိတယ်၊လိုက်တယ်ဆိုလို့ငါလိုက်လာတာ။မနဲ့လိုက်ခဲ့၊ပွဲစဲကိုလိုက်ပြမယ်။ကျွန်တော်လည်းပုံးနဲ့အတူပွဲစဲတဲကိုလိုက်ကြည့်နေလိုက်တယ်။ပွဲခင်းထဲမှာကဆိုင်းသံဘုံတန်းလေးနဲ့စူညမ်းနေတယ်။တဏီယာရောက်တော့ပုံးကဒီမှာခဏဆောင်နေပြလာခဲ့မယ်ဆိုပြီးတော့ခတ်သွားတယ်။တော်တော်ကြာတဲ့အထိပြန်မလာဘူး။စိတ်မရှိတာနဲ့ကျွန်တော်လည်းသူ့နောက်ကိုလိုက်သွားလိုက်တယ် ဖျားပြက်တဆူရှိမှာပိုးရွက်လာတဲ့ငတော်တဖီးကိုတွေးလိုက်တယ်လူကိုတော့မတွေးရဘူးဘာကြောင့်ရမသိငထင်ကြောတွေထောင်းလာတယ်တိုက်ခတ်လာတဲ့လေထဲမှာလည်းပုတ်အဲ့ရဲ့အနံ့တွေရနေတယ်ကျွန်တော်လည်းလာရလမ်းအတိုင်းပြန်လှည့်လိုက်တယ်အဲ့ဒီမှာမြင်းလမ်းရတဲ့မြင်းကွင်းကကျွန်တော်ရဲ့နှလုံးသားကိုရက်တန့်သွားစေခဲ့တယ်လမ်းမတွေပေါ်မှာရွာသားတွေဟာပုံမှန်တိုင်းပြောဆွေးနေတာမဟုတ်ဘူးသူတို့ရဲ့မျက်နှာတွေဟာထော့တော်ပြီးမျိုးဟိုးရောင်တန်းနေတယ်သူတို့လှောက်ရှားမှုတွေကမကျွတ်မလွတ်တဲ့ဝိညာဉ်တွေလို့ ဖြည်းဖြည်းချင်းသွားနေကြတယ်။ကျွန်တော်လမ်းမလည်းမှာဖျားပွဲကျင်းပရာနေရာကိုလှန့်ကြည့်လိုက်တယ်။ဖျားဆင်းမှုတော်စာအဲ့ဒီနေရာမှာမီလီယံတွေနဲ့ဝိုင်းရံထားတဲ့ကြီးမားတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရတယ်။တယောက်ပြီးတယောက်မြေပုံထဲကိုခုန်ဆင်းနေကြတယ်။အဲ့ဒီထဲမှာကျွန်တော်တို့ရွာကကိုပါချစ်လည်းပါနေတယ်။သူကရွာမှာတုန်းကဝတ်တက်တဲ့လူ။ဝတ်ပေါ်ခြင်းရင်သူ့ကိုပဲတွားခေါ်ရတာ။သူဒီသွားတာကြားပါပြီ။ဘာလို့သူကဒီရောက်နေတာလဲ။ကျွန်တော်သိလိုက်ပြီ။အဲ့ဒါငရေပဲ။ သူတို့ကျင်းပနေတဲ့ဖျားပွဲဟာသူတို့မရေချခံနေရတဲ့မြင်ကွင်းပဲကျွန်တော်မြင်လိုက်ရတယ်ဝိညာဉ်တွေဟာပူလောင်နေတဲ့မိထိုင်တွေအောက်မှာနာကျင်စွာအောက်ခင်းနေကြတယ်တချို့ဝိညာဉ်တွေကတော့သူတို့ရဲ့လက်တွေကိုမြောက်ပြီးရစားစားကူညီတောင်းနေတယ်အဲ့ဒီအချိန်မှာပဲရွာတဲ့ကအင်ရှင်ကကျွန်တော်ရဲ့နောက်ကျောင်းတော့ကိုရောက်လာတယ်သူ့လက်ထဲမှာကခမင်းနဲ့ဟင်းကိုပုံထားတဲ့ပကံကိုကင်ပြီးတော့စိုက်ကြည့်နေတယ်သူ့ရဲ့နှလုံးတွေကမဲမောင်နေပြီးပစက်ကစားပါလို့ပြောနေပေမဲ့အတန်ကမထွက်ဘူး သူ့ရဲ့လက်ကိုလှမ်းကြည့်လိုက်တော့လာရောင်အောင်မှာရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်။အဲ့ဒီသမင်ဟင်းလေအဲ့ဒါတွေကပိုးလောက်တွေပြကိုင်းကြောက်တွေညီဆွေးတွေဖြစ်နေခဲ့တယ်။ကျွန်တော်ညကစားခဲ့တာတွေခမင်းတွေမဟုတ်ပဲကြက်တွေပိတ်တာတွေစားတဲ့အစားအစာတွေပဲ။ကျွန်တော်ကိုသူတို့ရွာထဲမှာပိတ်လောင်ဖို့သူတို့နဲ့အတူဆွဲခေါ်ဖို့ကြိုးစားနေတာ။ကျွန်တော်ဟာသူတို့ရဲ့ကဘာထဲမှာရောက်နေခဲ့ပြီ။ကျွန်တော်ရဲ့တက်ခွပေါ်ထားတဲ့လောဘကကျွန်တော်ကိုတင်မင်းစီကိုပို့ဆောင်လိုက်တာပဲ။ကျွန်တော်လည်းနောက်ပြန်မကြည့်ပဲပြီးခဲ့တယ်။ ကျက်ရွာတွေကနေဇူးမတဲ့အော်ဟစ်ပြီးတော့အသက်လူပြေးခဲ့တယ်။ကျက်တွေပိတ်တာတွေကကျွန်တော်ရဲ့နောက်ကနေတိတ်တိတ်ဆိတ်ဆိတ်ရိုက်နေကြတယ်။သူတို့ကအော်ဟစ်တာလှုပ်ရှားတာမလုပ်ကြပေမဲ့သူတို့ရဲ့ဝမ်းနဲ့ပြီးငတ်မုန်နေတဲ့အငွေ့တက်ကကျွန်တော်ကိုဖိစီးနေခဲ့တယ်။ကျွန်တော်တော်လေးကိုတုံးဝင်ပြီးအားကုန်ပြေးခဲ့တယ်။ပြေးတာပြေးနေရတယ်။ဒီနေရာပဲပြန်ရောက်နေတယ်လို့ခံစားနေရတယ်။မပြေးလို့လည်းမရဘူး။မိုးလင်းတဲ့အထိအသက်ရှင်ဖို့ပဲတွေးခဲ့တယ်။မနေ့မိုးလင်းစပြုတော့ကျွန်တော်နောက်ကိုလှည့်ကြည့်လိုက်တယ်။ဘာမှမရှိတော့ဘူး။ ရာကြီးတစ်ခုလုံးဟာပျောက်ကွယ်သွားခဲ့ပြီဘယ်သူမှမရှိတော့ကျက်တွေပိတ်တာတွေလည်းမရှိတော့ဘူးကျွန်တော်မင်းညကစားခဲ့တဲ့အစားအစာတွေပကံခွက်ရောက်တွေလည်းမရှိတော့ဘူးကျွန်တော်ဟာလူသေးတွေစားတဲ့အစာကိုစားခဲ့ပြီ သူတို့ရဲ့ကဘာကနေမင်းနဲ့ရုံးခက်လာခဲ့ရတာကျွန်တော်တော်ရဲကနေလှမ်းကြည့်တော့မင်းညနေကရှားပါတဲ့တက်ခွပန်းကိုခူးဖို့ကြိုးစားခဲ့တဲ့တောင်ကမ်းမနေရန်ကိုမြင်လိုက်ရတယ်ကျွန်တော်ကိုယ်ပေါ်မှာရှုံနေတက်ကန်းကြောက်တွေအစာအနာတွေအနံစိုးတွေကပ်ညိနေတယ်ကျွန်တော်နားလည်လိုက်တယ် ကျွန်တော်ကိုချက်ရွာတဲကိုခေါ်သွားတဲ့သူကတကယ်တော့တိဆုံးပြီးသားဝိညာဉ်တွေမဟုတ်ဘူးအဲ့ဒါတွေဟာကျွန်တော်ရဲ့လောဘစိတ်ကဖန်တီးလိုက်တဲ့ကိုယ့်ရဲ့အတိတ်ဘောကအပြစ်တွေကိုပြန်ပြတဲ့မြင်ကွင်းဖြစ်နေရတာတရိတ်ဆန်တွေရဲ့အသက်ကိုတတ်တာမကောင်းတဲ့လုပ်ရက်တွေကမရချခံနေရတဲ့မြင်ကွင်းတွေဖြစ်ပြန်ပေါ်လာတာပဲကျွန်တော်ဟာအသက်ရှင်ခဲ့တယ်ဒါပေမဲ့တက်ခွာပန်းပေါ်ထားတဲ့လောဘကြောင့်ကျွန်တော်ရဲ့ဝိညာဉ်ဟာငရဲတကားဘဝကိုရောက်ခဲ့ပြီကျွန်တော်ရွာကိုမပြန်တော့တော်ရဲမှာတက်ခွာပန်းလည်းမခူးတော့ ကျွန်တော်ရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲဖြစ်ဖို့ဆုံးဖြတ်လိုက်တယ်။နောက်ဆုံးမှာတော့ကျွန်တော်ဟာအဲ့ဒီဖြစ်ပျက်ရဲ့စိတ်တန်ရာတွေကိုကုစားကိုတောရချောင်းတစ်ခုမှာတင်ကန်းစီးခဲ့တယ်။တရားစာတွေကိုရွတ်ဖတ်ပြီးတက်ခွာတွေကိုခုဖို့မကြိုးစားတော့ဘဲတပင်းတွေကိုထိမ့်သိမ်းဆောင်းရှောက်ဖို့ပဲအာရုံစိုက်ခဲ့တယ်။ကျွန်တော်တို့လောဘကြီးတဲ့အချိန်မှာကျွန်တော်တို့ဟာတပြေးပြေးချင်းကြက်တွေပိတ်တာတွေဖြစ်လာကြတာပဲ။ကိုကိုကိုတက်ဖြတ်နေကြတာပဲ။ကျွန်တော်အသက်ရှင်တော့လေတသလုံးတော်ထဲမှာဖုံးကြီးဝက်သွားတာဟာကျွန်တော်ရဲ့စိတ်ဝိညာဉ်ကို လောဘငရဲကနေလွတ်မြောက်ဖို့လှုပ်ဆောင်လိုက်တာပဲဖြစ်ပါတယ်။တက်ခွပန်းတွေဟာလှပါတယ်။ဒါပေမဲ့အဲ့ဒါတွေကိုလောဘနဲ့မခုမိဖို့ကပိုအရေးကြီးပါတယ်။